နာပေးဖို့စကလုံးကိုမရှိတော့ဘူး။သူတို့ရဲ့အပူမီးတွေကကြတော့ပုံဆိုးပါပေါ့နော်။မျိုးဒီလိုင်းပေါ်မှာမြင်နေရတဲ့ဟာတော့ရှင်ထဲကိုဆုဆုတက်တယ်။တပတ်ဖြစ်သွားပြီပေါ့နော်။တပတ်ဖြစ်သွားတဲ့အတိုင်းသာဆိုတာအထက်ကလူဆိုလို့ရှိရင်လည်းတောက်ခံနိုင်ကိုအင်အားတော်တော်လေးတော့နေသွားပြီ။ဒါပေမဲ့လည်းအပြင်ကလူတွေကလည်းမျောလင်းချက်တွေအထက်မှာလူတွေကလည်းမျောလင်းချက်တွေပေါ့နော်။အကုန်လုံးကမျောလင်းချက်တွေနဲ့ပဲဖြစ်နေရတာပေါ့။ ရန်ကုန်ကတော့ခံတာသေးရပေါ့နော်ရန်ကုန်ကရက်ထိနိုင်မှလည်းဖြစ်မှာလေတကူဆိုရန်ကုန်ကလူတွေပဲကုညီနိုင်ဖို့ပဲရှိရောဆိုတော့ရန်ကုန်ဘာမှဖြစ်တာပဲကံကောင်းတယ်လို့ပဲပြောရမှာပေါ့ရန်ရင်စားဖြစ်တော့ကဆိုလို့ရှိရင်ကျောင်း Time City ရပေါ့နော် Jewelry Mall မှာရှိနေ냐၅လောက်မှာရှိနေ냐အဲ့ဒီချိန်မှာငယ်လီလောက်တဲ့ချိန်မှာပေါ့နော်အပေါ်ရေကူးခံနေရင်ရေလီရှန်လာပြီးတော့အဲ့ဒီ Jewelry Mall ထဲဝင်လာအဲ့ချိန်မှာအရန်လောက်ဟာ ကိုရောင်မဖို့တော့ရန်ကမာနေပြီးတော့ဒီလောက်အဖျားလေးခတ်သွားတဲ့ဟာကိုဒီလောက်လက်နေရဆိုလို့ရှိရင်တကယ်ကြုံတွေ့နေရတဲ့ပြည်သူတွေကဘယ်လောက်တောင်မှလက်နေမလဲသူတို့ဘယ်လောက်တောင်မှသူတို့ရဲ့အိမ်အိမ်စီးစိမ်တွေဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်ဘယ်လောက်တောင်ဝမ်းနည်းနေမလဲစိတ်ပိုင်းဆိုင်ရာတွေအများကြီးထိခိုက်နေမယ်မိသားစုဆိုလို့ရှိရင်မိသားစုတွေဆုံးရှုံးလိုက်ရတယ်ပေါ့နော်ဘယ်နေရမဆိုပေါ့နော်တထောက်တနေရနေပြီးပါဝင်ပြီးအားဖြစ်ပြီးပြီးတော့ကျောလို့လည်းအကုန်လုံးတသားတည်းရှိနေပါတယ်အားလုံးပဲဖိုက်ကင်းပါရှိပါရဲ့မန်လေးကအမေတယောက်ရဲ့အိမ်ဆိုလို့ရှိရင်လည်းတော်တော်လေးပြည့်စည်သွားတယ်လို့ပြောရမှာပေါ့နော်ကျွန်တော်ရဲ့ အာအဝယ်စားတဲ့အကုန်လုံးလည်းအိမ်ထဲမှာပဲမလို့အကုန်ပိတ်မိနေရအိမ်ပြိုမှကြောက်လို့အင်အားအမေတွေအကုန်လုံးရှေ့မှာထွက်ပြီးတော့နေနေရပါတော့အဲ့အချိန်တွေတိုဖြစ်နေပါတယ်ဟုတ်ကျွန်တော်ကူရန်နဲ့မန်လေးကိုကြောက်မှုအတွက်စီစဉ်နေပါတယ်ဟိုစီစဉ်နေကတခြားမြို့လေးလည်းသွားပြီးတော့လူနေရတဲ့အတွက်ကြောင့်ပေါ့နော်မရောက်ဖြစ်သေးပါဟုတ်ကျွန်တော်ရဲ့အမေပေါ့အမေအမွေးစားအမေပေါ့နော်မန်လေးမှာရှိတယ်သူ့အိမ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုထိခိုက်သွားတယ်အခုဆို အိမ်ရှိမှနေနေရရပေါ့နော်အဲ့လိုလေးဖြစ်နေပါတယ်ဟုတ် ိုတကယ်ခုမှလူလောကလည်းရောက်လာတယ်ဒီလောကကြီးကြောင့်လည်းနားမလဲသေးရဲ့ဟိုကလေးလေးပေါ့နော်အဲ့ကလေးလေးဆိုလည်းအများကြီးသိရတယ်တကယ်စာတင်နေတဲ့အချိန်မှာကလေးလေးရောဆီယာမရောပေါ့နော်အများကြီးသိရတယ်နောက်ထပ်ဘယ်လိုပြောမလဲတကြီးရွယ်အိုတွေတချို့ဆိုရင်ကလေးလေးဆိုတချို့ဟာတွေဆိုလည်းမာလီပုံနေဆိုရင်ကြည်တောင်မကြည့်ရဘူးပြီပေါ့နော်တကယ်လေးအဖြစ်ဆိုးကြီးနဲ့သိရတယ်ပေါ့နော်အဲ့ဆိုရင်လည်းတော်တော်လေးလည်းယူကြုံများကြီးလည်းယူကြုံများဖြစ်ရပေါ့နော်သူတို့အမိတွေဆိုရင်လည်းဘလောက်တောင်ခံစားရမလဲဘလောက်ထိတောင်နာကျင်ရမလဲမသိဘူးပေါ့နော်မြူမီလိုမျိုး ဖြစ်သွားမယ်လို့လည်းမောင်လေးကတော့ထင်ပါတယ်။အရင်လဲစင်ကောင်းဖြစ်ရပါတယ်။တချို့ဆိုရင်ဘယ်လိုပြောမလဲတော်တော်လေးချမ်းသာတယ်ပေါ့နော်။ချမ်းသာရင်မှသူတို့တိုက်တယ်ဆုံးချုံသွားမှဒီလိုမျိုးလမ်းပေါ်မှာအိယာတဲ့ဟာမြင်ရတဲ့ဆိုရင်လည်းတကယ်စိတ်လည်းမကောင်းဘူးပေါ့နော်။တချို့ဆိုရင်လည်းဟိုစိတ်စိတ်နေလဲဆုံးဆုံးတယ်အတက်တွေလည်းဆုံးဆုံးတယ်ပေါ့နော်။အဲ့ဒီညီရဆိုရင်လည်းအရင်လဲစိတ်မကောင်းပြီးတော့အဲ့လိုအဲ့လိုမျိုးနောက်ဒီရဒီအတက်တွေမှာမဟုတ်ဘူး။နောက်တဲ့တကယ်မြန်မာနိုင်ငံမှာရင်ကျင်းမှုအမွေနှစ်တွေဆိုရင်လည်းအများကြီးဆုံးချုံသွားရပေါ့နော်။တကယ်ဘယ်လိုပြောမလဲဟိုဒီရွှေသိမ်းတော်ဖျားကြီးညီခါတာတော့ဒီဒီမန္တလေးမြို့ကြီးကျုံမန္တလေးမြို့ ုံကြီးတွေပြစ်စီးသွားစွန်လဲအရန်လဲနှမျောတယ်အမွေနစ်တွေအရန်ကြီးလဲဆုံးရှုံးသွားရပေါ့နော်အဲ့တော့လဲအတားမြစ်တွေအရန်လဲနာကျင်ရရပေါ့နော်ဟောဟောဘိုးကိုချင်းစားတယ်ဆိုလို့လဲပြောပြတဲ့စကားလုံးနဲ့လဲနှိုင်းလို့မရဘူးသူတို့ရဲ့အပူမီးတွေကကြတော့ပိုဆိုးပါပေါ့နော်မြို့ဒီတိုင်းမမမြင်နေရတဲ့ဟာတော့ရှင်နေကိုဆုတ်ဆုတ်တက်တယ်ဆုတ်ဆုတ်တက်တယ်ဝမ်းနေတယ်အမေဆိုလို့ကြည့်ရင်လို့ရှင်လဲစိတ်တွေတအားထိခိုက်ရအဲ့လိုမျိုးကြအမေမကြည့်နဲ့တော့ဟောပေါ့နော် အာကုညီတဲ့သူရလည်းကုညီပေးလိုက်မယ်ဒါပဲပြောနိုင်တယ်မိဂိုလူစင်နဲ့ဆိုရင်ဆူတောင်းပဲပေးနိုင်တယ်ပေါ့နော်ဘာပြောမိဂိုလူမိဘရေအဲ့လိုမျက်ရည်ကျရေဆိုလို့ရှိရင်အမေမေဘသူလောက်တာလဲမဘာဘာဖြစ်တာလဲပြောသမီးကိုပြောအဲ့လိုမျိုးဒေါသရေအဲ့လိုမျိုးရှိရကွာသူတို့ဆိုလို့ရှိရင်ဖြစ်နေရလေရှင်းရှင်းမှမြင်နေရဆိုတော့ပို့ပြီးတော့ခံစားရမယ်အဲ့ဒီအပူမီးကိုလည်းပြောင်းပြားတက်ဘူးပေါ့နော်စာနာပေးဖို့စကလုံးကိုမရှိတော့ဘူးအဲ့ကြောင့်လဲပို့ပြီးလှုပ်ပေးရဲ့ အဲအကြောင်းမိကိုဆိုလို့ရှိရင်အရင်ကငလိဘာညာအလူတွေလုတ်တယ်ဘာမှမတင်ဘူးအခုဆိုမိကိုပိုတင်ဖြစ်တယ်ဘာလို့ဆိုကိုလုံးနေရဲ့ကိုကိုလာပြီးတော့ယုံကြည်တဲ့သူတွေထပ်ပေးအောင်ကိုကလည်းအဲ့ဟာနေကဘာယူမြပေးနိုင်မလဲဒီရတဲ့နေရာကြီးတော့အကောင်းဆုံးလူခံပြီးလုတ်ပေးနေရဲ့ပေါ့နော်အခုဆိုရင်တပတ်ဖြစ်သွားပြီပေါ့နော်တပတ်ဖြစ်သွားတဲ့အတိုင်းသာဆိုတာအထက်ကလူဆိုလို့ရှိရင်လည်းတောက်ခံနိုင်မှုအင်အားတော်တော်လေးတော့နေသွားပြီဒါပေမဲ့လည်းအပြင်ကလူတွေကလည်းမျောလင်းချက်တွေ အထဲမှာလူရရလဲမြုံလင်းချက်တွေပေါ့နော်အကုန်လုံးမြုံလင်းချက်တွေနဲ့ပဲဖြစ်နေရတာပေါ့ဘာလို့ပြောမှာရဲ့အပြင်ကလူဆိုရလဲရှင်းတာမရှင်းရတဲ့ဓာတ်ပေါ်ဒီလေးပဲဖြစ်ဖြစ်မြမရည်ချင်းမှုရအမျှပေးဝေ့ခြင်းနဲ့လေအာဒီဓာတ်ပေါ်ဒီဖြစ်ဖြစ်ရရင်ကိုသူတို့တက်ချိန်နဲ့တယ်ပေါ့နော်အဲ့လိုအချိန်တွေကိုဖြစ်နေပြီအမှန်လည်းမြုံလင်းချက်တွေရရှိသေးရကိုရှေ့ရလူကအကုသို့ကံအခုမိဘကြီးလည်းမြတ်တာပို့နေကိုကိုကိုရန်လည်းဖရာတရားမမေ့ပဲလို့ရှိရင် ရှင်းလာမှာပါဒီကိုတော့စွတောင်းပေးနေပါတယ်အထူးသဖြင့်ကျွန်တော်တို့အခုလိုမျိုးအသက်ရှင်ဝင်ရနေတာတကယ်ကိုကံကောင်းတယ်လို့ပြောမှာเนาะကိုယ့်ထက်ကံဆွဲသူတွေအတွက်လည်းတွေ့ရတယ်ဗောနော်အဲ့တော့လည်းအများကြီးစိတ်မကောင်းဖြစ်ရတယ်ကိုရအော်တုံးထက်ဆိုင်နည်းနည်းလေးရောကိုရကံကောင်းသွားတယ်လို့ဗောနော်တွေးမိတယ်ဒါပေမဲ့လည်းလိမ့်ပြမလုံးဗောနော်အဲ့တော့အခုကိုဒီတက်နိုင်တဲ့အားနဲ့လာပြီးတော့ပေါင်ပြီးတော့အားဖြစ်ပြရပါဗောနော်ဟုတ်အခုဆိုရင်လာကူညီပေးရတဲ့အင်းကြီးချင်းနိုင်ငံတွေကလူတွေကိုလည်းအရန်ကျေးဇူးတင်တယ် ကယ်ဆယ်ရေးသွားတဲ့မြေပြင်ကလူတွေအတွက်လည်းမျိုးစူတောင်းပေးရပေါ့နော်သူတို့ရှိလို့လည်းအခုလိုဘာပဲပြောတယောက်စားနှစ်ယောက်စားပဲပြအသက်ရှင်နိုင်တာလေသူတို့ကြောင့်လည်းအဲသူတို့ဘက်ကလည်းဘာကြီးကူညီပေးနိုင်မလဲစဉ်းစားရဲမြတ်သားအပြင်တော့အကုန်လုံးဝိုင်ဝန်းပေးကူညီဖို့ရဲဒီကုန်စင်တော့တက်တာကြီးအားကြီးလည်းမလုံစေချင်ဘူးပြီးအလူကန်နေဆိုလို့ရှိရင်လည်းမှားရုံးတဲ့လူကန်တွေပေါ့ကကိုကိုကြည့်ပြီးတော့ကိုအိတ်တဲ့ဝင်ကျင်တဲ့သူတွေလည်းရှိရဲ follower ရှာချင်နေတဲ့သူတွေလည်းရှိတယ်။အဲ့လိုမျိုးတွေလည်းမလုပ်ဖို့ရဲ့တကယ်လို့တိတိယောက်နဲ့ဒီတက်တက်ကြွကြွပါဝင်ဖို့တကယ်ကိုမေတ္တာရက်ခံတယ်ပေါ့နော်။တကယ်ကိုမကြည့်ချင်တော့ဒီ new fee ကိုမပွတ်ချင်တော့အောင်ဒီဖြစ်နေရခုကိစ္စရဲ့တရားလေး။အဲ့ကြောင့်အမြန်ဆုံးမူကတော့ပြီးစေချင်တယ်၊ငြိမ့်စေချင်တယ်၊အမြန်လွတ်မြောက်လာစေချင်တယ်။ပြန်မှကြံခဲ့တဲ့သူတွေရောအထက်မှာဖြစ်နေတဲ့သူတွေရောကျမ်းမှချမ်းသာဖို့နဲ့ဘေးကင်းဖို့ပဲမကိုဆူတောင်းပေးချင်ပါတယ်။